ကမ္ဘာတီတန်ကော်ဖီရဲ့ဒူးကြရီဖန်တီးမှုအသစ် Nescafe Blend and Brew ပုံမှန်တက်စင်စားပုံမှုနူးညက်တဲ့တဘာဝကော်ဖီစစ်စစ်ရဲ့ပြည့်ပြည့်တဲ့အရာသာတက်ကိုခံစားရင်စမ်းသစ်တဲ့စေကုနဲ့ခြေလန်းသစ်တွေကို Nescafe Blend and Brew နဲ့အတူစတင်လိုက်ပါ Seven Days Review ပြည့်တဲ့ကြည်ငလာပါခင်ဗျာလက်ခင်းတင်စားအစီအစဉ်ကနေဇူလိုင်26ရက်ယနေ့ထုတ် Seven Days တင်စားမှာပါရှိတဲ့စက်ဝင်စားဝယ်သတင်းချို့တင်ဆက်ပေးသားမှာဖြစ်ပါတယ်ပထမဆုံးသတင်းပုံအနေနဲ့ ရာသီတောက်ကွေးကုဆက်လူနာဦးရေထတ်တိုးလာနိုင်လို့ ARD နဲ့ရန်ကုန်ပြည်မန္တလေးမြို့တွေမှာစောင့်ကြည့်စင်မှာထတ်တိုးရတဲ့ဆိုတဲ့တင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ရာသီတောက်ကွေးရောဂါ H1N1 ကုဆက်လူနာဦးရေတိုးလာနိုင်ပြီးစောင့်ကြည့်မြို့ကြီးများစင်မှာရန်ကုန် ARD နဲ့မန္တလေးမြို့မှာထတ်တိုးမှာဖြစ်တယ်လို့နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနဒုတိယညွှန်ကြားရေးမှူးချုပ်ကပြောပါတယ်။ကုဆက်လူနာအခြေအနေထတ်တိုးလာနိုင်ပွဲရှိလို့ရောဂါထိန်းချုပ်ရေးလုပ်ငန်းတွေကိုအနည်းဆုံးတစ်လကလောက်ကန်ရမှာဖြစ်တယ်လို့ဒေါက်တာတန်ထွတ်အောင်ကပြောဆိုခဲ့တာဖြစ်ပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့တုတ်ခွေးရောဂါ2009ကမြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့တုတ်ခွေးပိုးဖြစ်ပြီးတော့ပြင်းထန်လို့တနိုင်ငံလုံးစောင့်ကြည့်ရအောင်မဲ့အခြေအနေဖြစ်တယ်လို့သူကပြောပါတယ်။ရောဂါတိုက်ရိုက်တာကြီးတွေမှာရောဂါဖြစ်ပွားသူ3ဦးအနက်2ဦးကတော့စိုးရိမ်ပွဲအခြေအနေရှိနေပြီးကျန်တဦးကတော့အခြေအနေကောင်းမွန်နေဆဲဖြစ်ပါတယ်။ဒါပေမဲ့ရန်ကုန်ပြည်သူဆေးရုံကြီးမှာဆေးကုသခံယူနေတဲ့ဒီ3ဦးမဟုတ်ဘဲနဲ့နောက်ထပ်2ဦးကဆေးကုသခံယူနေတဲ့တည်ဆုံသွားလို့ တန်တရားရှိလို့တခွဲဆန့်တက်ရမှာယာတိတခွဲကူးဆက်ခံရခြင်းဖြစ်တယ်လို့တွေ့ရှိရပါတယ်။အဲ့နှဦးမှာကြံတဦးကတော့ပကိုးတိုင်းရဖြစ်ပြီးတော့ကြံတဦးကတော့အခြားဒေတာဖြစ်ပါတယ်။ဆလဘီပြုံးလွေရပရာဟိတကြောင်းတစ်ခုမှာတန်ခါပါဝင်လူ130ခန်းအစာအစိတ်သိမှုဖြစ်ပွားဆိုတဲ့တင်ကိုတင်ဆက်ပေးသားမှာဖြစ်ပါတယ်။မန္တလေးတိုင်းဒေသကြီးပြုံးလွေမြို့နယ်မှာရှိတဲ့အာရှလေးအောင်ပညာရေးပရာဟိတကြောင်းမှာအလူရှင်တွေကလာရောက်ကြွေးမွေးတဲ့အစားအစာတွေကိုစားသုံးမိရတာနေ တန်ဃာတွေပါဝင်လူ130ခန့်အစာအစိတ်သိမှုဖြစ်ပွားခဲ့တယ်လို့တင်ရပါတယ်။အရှလေးအောင်ကျောင်းတိုက်ကိုဇူလိုင်24ရက်နေ့ကမလေးရှားနိုင်ငံကအလူရှင်ကိုတိုင်ပြင်ပကချက်ပြုတ်ယူဆောင်လာတဲ့သမင်းကြက်သားဟင်းပဲဟင်းနဲ့ရုပ်တိကျော်တွေကိုစွန့်ကပ်ခဲ့ပြီးနောက်မှာတော့ပိုင်နာချင်း OMG နဲ့ဖြစ်ပွားခဲ့တယ်လို့အရှလေးအောင်ဆရာတော်ကြီးကမိန့်ကြပါတယ်။ဒီကျောင်းမှာမူကျိုးရွယ်ကျောင်းသားတွေ၊ငါးတန်းကျောင်းသားကျောင်းသူတွေကိုအခမဲ့ပညာသင်ကြားပေးနေတာဖြစ်ပြီးတော့ စားသုံးခဲ့တဲ့ဆရာဆရာမတွေပါဝင်လူ130ခန်းကအစာစိတ်သင်မှုဖြစ်ပွားခဲ့ပြီးတော့80ဦးကတော့ပြည်ဦးနေစေယုံယူတက်ရောက်စစ်ကူတာမှုခံယူနေတယ်လို့သိရပါတယ်။စားသုံးခဲ့တဲ့အစာတောက်တွေကိုကျန်းမာရေးဦးစီးဌာနတောင်ရှုသူတွေကနမူနာယူပြီးတက်ခွဲစစ်ဆေးမှုတွေပြုလုပ်မယ်ဖြစ်တယ်လို့လည်းသိရပါတယ်။ပြည်ဦးနေစေယုံတက်ရောက်လာတဲ့အစာစိတ်သင်လူနာတွေကိုအထူးကျမကူတာဆောင်မှာတိချကူတာပေးနေပြီးကျန်းမာရေးအခြေအနေကလက်တလောစိုးရိမ်ပေါ်ရာမရှိတော့ဘူးလို့သိရပါတယ်။သတ်သက်တဲ့ပုံနေတယ် ဆက်သွယ်ရေးဥပဒေပုံမှန်တွေနဲ့အရေးယူခံရသူတွေအာမခံမပေးဖို့တပ်မတော်သားကိုယ်စားလှယ်ကန့်ကွက်ဆွေးနွေးဆွဲတဲ့တွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဆက်သွယ်ရေးဥပဒေကိုပြင်ဆင်တဲ့ဥပဒေချမ်းမှာပုံမှန်66ကာကြီးပါဝင်ပုံမှန်အချို့အာမခံပေးဖို့ရေးဆွဲတာဥပဒေပြူရေးမနိုင်တဲ့တရားစီရင်ရေးမနိုင်ပေါ်လွှမ်းမိုးဆောင်ရွက်တကယ်သူဖြစ်နေတာကြောင့်ဒီပုံမှန်တွေနဲ့အရေးယူခံရသူတွေကိုအာမခံမပေးတဲ့လို့တပ်မတော်သားကိုယ်စားလှယ်ဗိုလ်မှူးတပ်မင်းဦးကပြောပါတယ်။ ဆက်သွယ်ဥပဒေကိုပြင်ဆင်တဲ့ဥပဒေချမ်းကိုဇူလိုင်25ရက်ကကျင်းပခဲ့တဲ့အမျိုးသားလွတ်တော်မှာလွတ်တော်ကိုယ်စားလှယ်ဆွေးနွေးကြရမှာပါဝင်တဲ့ဗိုလ်မှူးတပ်မှုကဒီလိုဆွေးနွေးခဲ့တာဖြစ်ပါတယ်။နိုင်ငံတော်ရဲ့ဆက်သွယ်ရေးခွင့်ရတူနှောက်ယှက်ဖြက်စီးခံရရင်နိုင်ငံတော်အတွက်ဆုံးရှုံးမှုများစွာရှိနိုင်တယ်။ဒါကြောင့်လူခွင့်ရေးကာကွယ်မှုတစ်ခုတည်းပေါ်မကြည့်ပဲနိုင်ငံတော်လုံခြုံရေးနိုင်ငံရေးစီးပွားရေးအုပ်ချုပ်ရေးတွေကိုထောက်ရှုပ်ပြီးဒီပုံမှန်တွေကိုအမားခံမပေးဖို့စဉ်းစားတင်တယ်လို့တင်ပြခဲ့ပါတယ်။ဒီဆက်သွယ်ဥပဒေကိုပြင်ဆင်တဲ့ဥပဒေချမ်းကိုလွတ်တော်ကိုယ်စားလှယ်14ဦးကဆွေးနွေးခဲ့ခြင်းဖြစ်ပြီးတော့ ဒီချုပ်ကိုယ်စားလှယ်အများစုကတော့ပုံမှန်66ကာဂျီကိုပယ်ဖြတ်တင်တယ်လို့မှတ်ချက်ပြုဆွေးနွေးခဲ့ကြပါတယ်။ဆက်သွယ်ဥပဒေကိုပြင်ဆင်တဲ့ဥပဒေချမ်းကိုအမျိုးသားလွှတ်တော်မှဆွေးနွေးပြီးအတည်ပြုဖို့ကြံရှိနေပါသေးတယ်။အမျိုးသားလွှတ်တော်ကအတည်ပြုပြီးတော့ပြည်သူလွှတ်တော်ဘက်ကိုဆက်လက်ပေးပို့ရမှာဖြစ်ပါတယ်။လွှတ်တော်နေရာသဘောထားကွဲလွဲရင်တော့ပြည်ထောင်စုလွှတ်တော်မှဆုံးဖြတ်ရယူရမှာဖြစ်ပါတယ်။လက်ရှိမှာတော့ The Voice သတင်းစာအင်တာချုပ်ဦးကျော်မင်းဆွေကိုတရားစာတစ်ပုဒ်နဲ့ပတ်သက်ပြီးတော့တက်မတော်က66ကာဂျီနဲ့တရားစွဲဆိုထားပါတယ်။ ။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့နိုင်ငံတကာသတင်းတစ်ပုဒ်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဂျပန်နိုင်ငံမှာလာမယ့်10နှစ်အတွင်းမိမိကိုယ်ကိုတေချောင်းကြံစည်မှု30ရာခိုင်နှုန်းလျှော့ချမယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာပါ။ဂျပန်နိုင်ငံမှာလာမယ့်10နှစ်အတွင်းမိမိကိုယ်ကိုတေချောင်းကြံစည်မှုဖြစ်ပွားမှုနှုန်း30ရာခိုင်နှုန်းအထိလျှော့ချအောင်ဆောင်ရွက်သွားမယ်လို့သိရပါတယ်။ဘောမှာမိမိကိုယ်ကိုတေချောင်းကြံစည်မှုဖြစ်ပွားမှုအများဆုံးနိုင်ငံနိုင်ငံဖြစ်တဲ့ဂျပန်နိုင်ငံဟာအလုတ်ချိန်အလုံမင်းများပြားတာကြောင့်အလုတ်ချိန်ကြီးလျှော့ချဖို့အစိုးရဇူလိုင်25ရက်မှာအစီအစဉ်တရက်အတည်ပြုခဲ့ပါတယ်။ ဂျပန်နိုင်ငံက G7 အဖွဲ့ဝင်နိုင်ငံတွေနဲ့မိမိကိုယ်ကိုတည်ချောင်းကြံစည်မှုအများဆုံးနိုင်ငံတစ်ခုဖြစ်ပြီးတော့နှစ်စဉ်မိမိကိုယ်ကိုတည်ချောင်းကြံစည်သူ2000ကျော်ရှိနေပါတယ်။ဂျပန်နိုင်ငံမှာ2003ခုနှစ်ကမိမိကိုယ်ကိုတည်တည်သူ3000ကျော်ရှိခဲ့ပြီးမှလည်း2016မှာတော့2000ကျော်ပဲရှိတော့တဲ့အထိရှော့ချနိုင်ခဲ့တာပါ။ဒီကနေ့ကဝန်ကြီးအဖွဲ့အစည်းအဝေးမှာအတည်ပြုခဲ့တဲ့ဒီအစီအစဉ်ကို၅နှစ်တစ်ကြိမ်ပြန်လည်သုံးသပ်မှာလည်းဖြစ်ပါတယ်။ဒီအစီအစဉ်ရအစိုးရအနေနဲ့အလုတ်ချိန်အလိုများပြားနေမှုတွေကိုရှော့ချပြီးတော့ လှုပ်ရှင်ရဖိအားပေးမှုတွေကိုတားဆီးခြင်းနဲ့လှုပ်ဖိစီးမှုကြောင့်မိမိကိုယ်ကိုတတ်သေးကြောင်းကြံစီမှုတွေကိုရှော့ချမှုစူးစမ်းမှာဖြစ်ပါတယ်။ဂျပန်နိုင်ငံရဲ့အကြီးဆုံးကြေညာအေဂျင်စီတစ်ခုဖြစ်တဲ့ဒန်းစုဟာတလမှာအနာကြီးတရားကျော်အလုပ်လုပ်နေရတဲ့ဝန်ငယ်တူကအလုပ်ဖိစီးမှုကြောင့်မိမိကိုယ်ကိုတတ်သေးမှုဖြစ်ပွားပြီးနောက်မှာတော့ဒီလိုတေချောင်းကြံစီမှုတွေကိုကင်တွယ်ဖြေရှင်းမှုဆိုးရရှိန်မြင့်ဆောင်ရွက်နေတာဖြစ်ပါတယ်။မေလတွင်အလုံသမဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရဝန်ထမ်းတွေကိုတရားမဝင်အချိန်ပူခိုင်းစေခြင်းနဲ့ ခြားလုပ်ငန်းဝန်ဆိုင်ရာစီမင်းချိုးဖောက်တဲ့ကုမ္ပဏီ300ကျော်ရှိတယ်လို့သိရပါတယ်။လက်ခင်းသင်းစာအစီအစဉ်ကိုကြည့်ရှုနားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။7 TV ရဲ့နောက်ဆုံးရအစီအစဉ်ကို 7PM News မှာဆက်လက်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်စောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။ကျွန်တော်နန္ဒပါ